နေဟမိမတ်စာ အခန်းကြီး၈အငယ်၁မှ၁၈တတ္တမလာရောက်မှမြို့ရွာ အရရ၌နေသောဣတရီလာအမျိုးသားလူအပေါင်းတို့သည် လာ၍ရေတကားလမ်းတွင်စီဝေးကြ၏ ဣသရီလအမျိုး၌ထာဝရဖျားထားတော်မူသော မောရှိပြည့်ညက်တိချမ်းစာကိုဆောင်ခဲ့ပါဟုကျမ်းတက်စီယာအေစီယာကိုတောင်းသည့်အတိုင်းနားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျားမိန်းမတို့ရှိသူတတ္တမလပထမနေ့ရက်တွင် ပြည့်ညတ်တိကျမ်းစာကိုရစ်ပရောဟိတ်အေးစရာတည်ဆောင်ခဲ့၍နားလေနိုင်သောသူယောက်ျားမိန်းမတို့ရှိမှနနက်အချိန်မှစ၍မွန်းတက်အချိန်တိုင်းအောင်ရည်တကားလမ်းတွင် ဖက်ရွလေ၏ လူအပေါင်းတို့သည်ပညတ်တိကျမ်းစကားကို စစ်စစ်နားထောင်ကြ၏သူတို့လောက်ကြသောတရားဟောရာတစ်သားပလင်ပေါ်မှာကျမ်းတက်စရာအေးစရာသည်ရက်၍မတ်တတိရှေမအနာယဥရိယဟိလခိမာတိယတို့သည်လက်ရပတ်၌လကပိတာယမိရှေလမာလခိဟာရှော ်ဟာရှာဘဒနာဇာခရီ မေရှုလန်တို့သည်လက်ဝဲပတ်နိုင်၎င်းရက်နေကြ၏ထို့သူအေးစရသည် လူအပေါင်းတို့ထက်သာ၍မြင့်လျက် လူအပေါင်းတို့ရှိမှစံစာကိုဖွင့်သောအခါလူအပေါင်းတို့သည်ထကြ၏အေးစရသည်မြတ်စွာဘုရားသခင်ထာဝရဘုရားကိုကောင်းချီးပေး၏လူအပေါင်းတို့ကအာမင်အာမင်ဟု လက်တို့ကိုချီလျက်ဝန်ခံ၍ဥချပြတ်ဝလျက် ထာဝရဘုရားကိုကိုးကွယ်ကြ၏ ယောရှုဘာနိရှေယဘိယာမိအကုတ်ရှဘေတေဟောတိယမာတိယကေလိတာအာဇရိယောစပတ်ဟာနံပေလာယအစရှိသောလေဝိသားတို့သည်လေလူများတို့အားပြည့်ညက်တိကျန်းစာအနက်ကို ပြန်ကြကြ၏လူများတို့သည်လေမိမိတို့နေရာ၌နေကြ၏ထို့သူဘုရားသခင်၏ပြည့်ညက်တိကျန်းစာကို တေးချစွာဖက်ယူ၍အနက်ကိုပြန်သဖြင့်လူများနားလေစေခြင်းငါပြုကြ၏လူအပေါင်းတို့သည်ပညာတိကျမ်းစကားကိုကြားသောအခါငိုကြွေးကြသည်ဖြစ်၍ပြီအုပ်မင်းနေဟမီတန်တစီယာယိပရောဟိအေဇယလူများတို့အားတွင်တင်သောလေဝိသားတို့ကဤဒီနေ့ရက်သည်သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့တတ်ရှင်သောနေ့ဖြစ်၏ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်သွားကြလော့ ငိမ့်စွာသောအစာကိုစားကြလောချိုသောအရည်ကိုတောက်ကြလောစည်ရဲသောသူတို့အားဝေမျှကြလောဤသည်နေ့ရက်သည်ငါတို့ဘုရားရှင်အဖို့တန့်ရှင်ဤဝမ်းမနေကြနှင့်ထာဝရဘုရားပေးတော်မူသော အခွင့်နှင့်အာယူ၍ဝမ်းမြောက်ကြလောဟုလူအပေါင်းတို့အားဆိုကြ၏ထို့သောလေဝိသားတို့ကဤသည်နေ့ရက်သည်တန့်ရှင်သောနေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာနေကြလောဝမ်းမနေကြနှင်းဟုဆို၍လူအပေါင်းတို့ကိုငြိမ့်စေကြ၏လူအပေါင်းတို့သည် ဟောပြောသောစကားများကိုနားလေသောကြောင့်စားတောက်ခြင်းသူတပားတို့အာဝေမြခြင်းအလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငါသွားကြ၏ ဒုတိယနေ့ရက်တွင်အဆွေအမျိုးတကြီးများတို့နှင့်တကွရစ်ဘရိုဟိတ်လေဝိသားတို့သည်ပြညတ်တိကျမ်းစကားကိုနားလည်အံ့သောငါကျမ်းတက်စရာအေးစရာထန်၌စီဝေကြ၏တတမလပွဲကိုခံကြစဉ်ဣသရီလအမျိုးသားအပေါင်းတို့သည် တစ်ခတ်သေး၌နေရကြမည်ဟု မောရှိအားဖြင့်ထာဝရဘုရားထားတော်မူသောပြည့်ညတ်တိကျမ်းစာ၌ရေးထားကြောင်းကို တွေ့ကြ၏ထိုစကားကိုကြားသောအခါကျမ်းစာ၌ပါသည့်အတိုင်းတစ်ခတ်သေးတို့ကိုလှုပ်ခြင်းငါတောင်းတို့သွားကြတန်လွင်ခတ်ထင်းရှုခတ် မူရတုခတ်စံပလွန်ခတ်အစရှိသောထူထပ်သော အခက်အလက်မျိုးတို့ကိုစောင့်ခဲ့ကြဟုယေရုရှလင်မြို့မှဆ၍ခတ်တိန်သောမြို့ရွာတို့၌ကြော်ညာကြ၏လူများတို့သည်ထွက်သွား၍တိခတ်တို့ကိုစောင့်ခဲ့ပြီးလင်အိမ်မိုးပေါ်မှ၎င်းမိမိဝင်းထဲဗိမာန်တော်တတိုင်းထဲမှ၎င်းရေတကားလမ်းနှင့်အေပရင်တကားလမ်းမှ၎င်းတိခတ်တဲများကိုလှုပ်ကြ၏ ထို့သူတိမ့်သွာခြင်းကို ခံရရာထဲကထွက်လာသော ပရိသတ်အပေါင်းတို့သည်တိခတ်သေးတို့ကိုလို့၍ထိုင်နေကြ၏။နှုံဤသားယောရှုလက်ထက်မှဆ၍ဣသရေလအမျိုးသားတို့သည်တကားမြတ်ထို့သူမပြုကြ အလွန်ဝမ်းမြောက်လျက်နေကြ၏ပထမနေ့မှစ၍နောက်ဆုံးသောနေ့တိုင်းအောင်နေ့ရက်အစဉ်အတိုင်းဘုရားသခင်၏ပညာတိကျမ်းစာကိုဖတ်ယူကြ၏ထိုပွဲကိုခုနှစ်ရက်ပတ်လုံးခံကြ၏ရှစ်ရက်မြောက်သောနေ့၌တရားတော်အတိုင်းဓမ္မပွဲကိုလည်းခံကြ၏အာမင် God bless you